Hello အားလုံးမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေဘီဘာဝရဲ့တောင်ပိုင်းကစားသမားဖြစ်သူနီကိုဝီလျံစ်ကတော့ဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက်ဘာစီလိုနာအသင်းနဲ့တူချားတဲ့မှာပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိနိုင်ခဲ့ပြီဖြစ်ပါတယ်ဘာစီလိုနာရဲ့ဘက်ကနီကိုဝီလျံစ်ကို6နှစ်တက်တန်းရှိတဲ့စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးတော့2030ခုနှစ်ထိတက်တန်းရှိမှာပါ တရာဒီကိုကျွန်တို့အနေနဲ့ဒါယူရို9တန်း8တန်းထိလောက်ခလာစားကျွန်တို့ဒါနီကိုဝီလျံစ်အနေနဲ့ရရှိမှာဖြစ်တယ်လို့ဘာစီလိုနာဒီဘာစီလိုနာရဲ့ဘက်ကတော့လောလောဆယ်မှာဒီဘယ်လိုပြောမလဲဘီဘာအုံနဲ့ပေါ့နော်ငွေကြီးပိုင်းဗနာကြီးပိုင်းဆန်ရီကိုစတင်ဆွေးနွေးနေပြီဖြစ်ပါတယ်ဆိုတော့ဒါကဖာဘီဇီယိုရိုမနူကနေပြီးတော့ကျွန်တော်တင်ပြလာတာဖြစ်တယ်လို့ဒီအက်သလက်တစ်ကနေပြီးတော့လေကွန်ဖာမ်လုပ်ထားပါတယ်ဆိုတော့ဒီပုံစံရဆိုရင်ဘာစီရဲ့ဘက်ကဒီဘယ်လိုပြောမလဲဘီဘာအုံထံကိုပေါ့နော်စာချုပ်ပါရိုကြီးပေးသွားမယ်တဘောပါ စာချုပ်ပါရောကြီးယူရိုတန်60ဒီသူတို့ပေးသွားမယ့်အခြေအနေမှာရှိတယ်။သူတပြင်းတော့ဒီကစားမဖြစ်သူကိုဘီဘာဝေးရဲ့ဘက်ကမဖြစ်မနေလက်လွတ်ချင်တဲ့အခြေအနေမျိုးတော့ကျွန်တော်မဟုတ်ဘူး။နော်မဖြစ်မနေကြီးလက်လွတ်ရမယ်ဆိုတဲ့ပုံစံမျိုးတော့သူတို့ကြိုးပမ်းတာမဟုတ်ဘူး။ဒါပေမဲ့လည်းလို့ပေါ့နော်ကစားသမားဆက်နေမယ်ဆိုလို့ရှိရင်တောင်မှသူတို့ကဆက်ထားမှတက်တန်းလေးတူးကျင်နေဆိုတဲ့သဘောမျိုးသို့တော်လည်းပဲလောလောဆယ်မှာကစားမားကပြီးခဲ့တဲ့နေ့တွေကနေစပြီးတော့ပေါ့နော်သူဟာဘာစီလိုနာကိုပဲဦးစားပေးပြောင်းရွှေ့ကျင်နေဆိုပြီးတော့စကလုံးနေပြီးထားခဲ့တာအခုဆိုလို့ရှိရင် ဘာစီလိုနာနဲ့က personal terms တွေက agree ဖြစ်သွားပြီအရင်တုန်းကကျွန်တော်နေပေါ့နော်ဒါ Arsenal တို့ဘာတို့သိတယ်မလား Bayern Munich တို့ဒီကစားမဖြစ်သူကိုစိတ်ဝင်စားခဲ့တဲ့အသင်းတွေမှာပါတယ်တောင်ပန်နေနေရာတွေမှာအဖြစ်ဘူးဆိုပြီးတော့ဒါမျိုးလိုအခုဆိုလို့ချင်းဘာစီရဲ့ဘက်ကလည်းနောက်ဆုံးရသွားတာဆိုတော့ဘာစီလိုနာကသူမတိုင်ခင်ကလည်းပဲ Manchester United ရဲ့ Marcus Rashford တို့လိုကစားမတွေ Liverpool တင်းရဲ့ Luis Diaz တို့လိုကစားမတွေနဲ့အတန်တီထွက်ခဲ့ပြီးတော့အဲ့ဒီကစားမတွေနဲ့ပတ်သက်ပြီးထူးထူးခြားခြားကြီးဘာမှမကြိုးပမ်းတော့ဘဲနဲ့ နီကိုဝီလျံကိုပဲသူတို့လှည့်လိုက်တယ်ဆိုတော့ဘာဒီဘာလဲစပိန်ရဲ့ပေါ့နော်ကျွန်တော်တို့စပိန်ရဲ့ကစားမကောင်းတွေပေါ့ဗျာဆိုတော့ရာမဲတို့နီကိုဝီလျံတို့အတွဲကိုဘာစီလိုနာမှာထပ်ပြီးတော့မြင်ရတော့မှာပေါ့လေနော်ဘာစီမှာထပ်ပြီးတော့မြင်ရတော့မယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါနီကိုဝီလျံကတော့လက်ရှိမှာကျွန်တော်ဘာစီလိုနာကိုပြောင်းရွှေ့ခွင့်ရတော့မှာပါဆိုတော့ဒါကဒီဘာဘာစီလိုနာအတွက်တော့တကယ်ကိုကောင်းလုံးတဲ့အားပြမှုပေါ့နော်ထားပါတော့ပြီးခဲ့တဲ့ယာတီကိုကျွန်တော်ကြည့်ရင်တောင်မှာ လီဝန်ဒိုစကီတို့ဟလာနော်လီဝန်ဒိုစကီတို့ပြီးလို့ရှိရင်ကျွန်တော်တို့ရာမဲတို့ပေါ့နော်ရာဖီညာတို့လိုတိုက်စစ်တီကတကယ်ကောင်းပြနေတာဖာလန်တိုရက်စ်တော်မှာအမှန်ကန်ကောင်းနေတဲ့အဲ့ဒါလိုတိုက်စစ်အစုဖွဲ့တဲ့မှာကျွန်တော်တို့အရန်ကနေပြီးတော့နီကိုဝီလျံစ်ကထလာမဲတို့ဘာလို့ဆိုလို့ရှိရင်မြင်ပွဲပြီးသွားပြီဟုတ်တယ်မလားရွေးချယ်စရာ option တွေသူတို့မှာများလာပြီဗျာဆိုတော့အခုတော့ဘာနော်ဘာစီလိုနာနဲ့ဘီဘာကိုကြားထဲမှာတော့ဆွေးနွေးမှုတွေလုပ်အောင်ပါမှာပါဒါပေမဲ့လည်းအဲ့ဒီစာချုပ်ပါယိုဒီယူရိုတန်း60ကိုဘယ်လိုပေးမလဲဆိုတော့ဒီဆွေးနွေးမှုမျိုးပဲကျွန်တော်ဖြစ်လိမ့်မယ် ဘာစီယာဒီကစားမဖြစ်သူကိုတော့ကျွန်တော်တို့ကခေါ်ကိုခေါ်မှာသဘောတူညီမှုကလည်းကျွန်တော်ရသွားပြီဆိုတော့ဒီစာချုပ်ပါရောကြီးပြင်လည်းပဲဘယ်လိုပြောမလဲဘီဘာဝေးရဲ့ဘာကဘာမှလုပ်လို့မရဘူးဗျာသူတို့လက်ခံမှာပဲညင်းလို့မရဘူးပိုတောင်းလို့လည်းမရဘူးရောကြီးတိုင်းပြတယ်ယူရိုတန်း60ကျွန်တော်ကတော့ဘောနော်ပါတီနီကိုဝီလီယမ်ဆက်အသက်ရွယ်နဲ့လက်ရှိခြေစွမ်းနဲ့ဆွမ်းဆောင်ရည်နဲ့ဆိုလို့ရှိရင်ကလပ်ကောနိုင်ငံရောကျွန်တော်ကြည့်ကြည့်ပြသေးလားနီကိုဝီလီယမ်စ်နေနဲ့တကယ် တန်တဲ့ဈေးဖြစ်နေပြီကျွန်တော်တို့ United ဆိုလို့ရှိရင် Brian Ambumu ကိုစားမမျိုးကိုခေါ်ဖို့ကြိုးပမ်းနေတာပေါင်သန်း60ကျော်ရှိတယ်အဲ့ဒါကကျွန်တော်တို့ Euro သန်း80 85သန်းလောက်ရှိတယ်အတိတ်မရှိတဲ့ကြီးတွေဗျာအခု Nico Williams လိုကစားမမျိုးကိုကျွန်တော်တို့ဒါရော်ကြီးနဲ့ Euro သန်း60နဲ့ဆိုလို့ရှိရင်ဘယ်လောက်တောင်ကျွန်တော်ကောင်းလိုက်မလဲအဲ့ဒါတော့ Barcelona အနေနဲ့ပေါ့နော်တကယ်ကောင်းလို့ ਨੇ ကျွန်တော်တို့ဒါပြောင်းရွှေ့ကိုကျွန်တော်တို့ဒါလှုပ်ဖို့အတွက်ကျွန်တော်တို့ဒါအဆင်ပြေသဘောတူညီမှုရခဲ့တာပဲဒါကြောင့် ကလပ်တင်းနှစ်ခုကြားတယ်လေကျွန်တော်တို့သိပြက်တနာရှိလိမ့်မယ်လို့မထင်ဘူးပေါ့နော်ဘာစီကလပ်ဘာ sorry ဘာစပိန်ကလပ်တွေအချင်းချင်းလဲကျွန်တော်တို့ဖြစ်တယ်နှစ်တင်းကြားထဲမှာလည်းဘာမှန်ပေါ့နော်အပြောင်းရွှေ့နေပတ်သက်လို့ပြဿနာတွေဘာတွေကြုံထားမှုကြတဲ့အသင်းကြီးကျွန်တော်မဟုတ်ဘူးဆိုတော့ဒါကြောင့်နီကိုဝီလီယံဖြစ်တဲ့ဘာစီကိုပြောင်းနိုင်တော့မယ်တခုရှိတာကတော့ကစားမားကပွဲထွက်ခွင့်ရမလားမရဘူးလားဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ပြောကြတာတွေရှိရပေါ့လေပွဲထွက်ခွင့်ကတော့အမခံကျွန်တော်မရှိဘူးဟိုတလောကရာဖင်ညာပြောထားမှုတွေစကားတခုရှိတယ်ယာဒီပြီးတဲ့အခါကျတော့ဘာပြောထားလဲဆိုတော့ ဘာစီလိုနာရဲ့ဘက်ကတောင်မန်ကစားမတဲ့အောင်အစားထိုးဖို့လုပ်နေတာ ਨੇ ပတ်သက်ပြီးတော့ဗောနော်သူပြောတာလေးဆိုတော့ဘာစီလိုနာအနေနဲ့ဗောနော်နောက်ထပ်ကစားမတွေသူ့နေဘာလဲဒီတောင်မန်ဒီအားဖြည့်မြေလို့ကြားရတယ်ဗောပြဿနာမရှိဘူးဗောနော်ဒါပေမဲ့လည်းလို့ပွဲထွက်ခွင့်ရဖို့ဆိုလို့ရှိရင်နောက်လာမယ့်ကစားမတွေကကျွန်တော်တို့ပြပို့ပြီးတော့အလုတ်လုတ်ပြမှပို့လုတ်ပြမှရမယ်ဆိုတဲ့အခြေအနေပြောထားတာပြောလို့ရှိရင်ဘာစီလိုနာမှာလွယ်လွယ်နဲ့နေရာရမှာမဟုတ်ဘူးဗောဗျာနီကိုဝီလျံစ်လည်းပဲဒီတိုင်းပဲစပိန်တို့ဘာလို့မှလွယ်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 ကူကူနဲ့နေရာရမှာမဟုတ်ဘူးအများကြီးပူကောင်းတဲ့ performance တွေပြနိုင်မှာပဲနေရာရမယ်ဆိုတဲ့သဘော ဒါကြောင့်မနော်နီကိုဝီလီယမ်စ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒါဘိုင်ဆီလိုနာမှာနေရာရဖို့ဆိုလို့ကျွန်တော်တူတူကိုတိုက်ပွဲဝင်ယူရမှာထူးသဖြင့်ရာဖီညာဟာဘလွန်ဒီအိုမှာကျွန်တော်ဘနော်ဟို1 2 3တဲ့ပါတဲ့အထီကိုပဲ performance တွေကပြီးခဲ့တဲ့ရာသီမှာကောင်းပြထားလို့ပဲကြောင့်နီကိုဝီလီယမ်စ်နဲ့ရာမဲရိုရဲ့အတွေ့ကိုစပိန်မှာနေမဟုတ်ဖ ೇನೆ ကျွန်တော်လက်ရှိမှာဘာစီလိုနာပိုင်းကျွန်တော်တွေ့ရတော့မယ်6နှစ်တက်တန်းရှိတဲ့စာချုပ်ကိုချုပ်ဖို့အတွက်ကစားသမားနဲ့ဘာစီရဲ့ကြာသဘောတူညီမှုရရှိခဲ့တာပါစာချုပ်ပါယော်ကြီးကတော့ဘာစီရဲ့ဘက်ကပေးဖို့အစဉ်ချင်းဖြစ်နေပြီးတော့ ဒါကဘလူးပေးမလဲဆိုတဲ့ payment structure တွေကိုပဲဆွေးနွေးကြရမယ့်ပုံစံမျိုးပါ။ဆိုတော့ညီကလေးတို့အနေနဲ့ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ဘလူးမင်းကလည်းကျွန်တော်ရပ်ပိုင်းတော်အတွင်းမှာဘာစီနေနဲ့အဆုံးတက်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြတာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။